အားလုံးပဲမင်္ဂလာပါခင်ဗျာယင်းလင်းဘလောကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့လာသင်ကြီးတပြားမှပေးစရာမလိုပဲနဲ့လိုင်းကောင်းကောင်းဘွေဘီယံကိုလိုင်းကောင်းကောင်းနဲ့အသုံးပြုခြင်းနဲ့မိတ်ဆွေရဲ့အတွက်ကျွန်တော်အစင်းအင်တာနက်နဲ့ရော Wi-Fi အင်တာနက်နဲ့ပါ ချိတ်ဆက်ပြီးတော့ line ကောင်းကောင်းနဲ့အသုံးပြုနိုင်တယ်လာစင်ကြီးလုံးဝပေးသေးရမလို့တဲ့ဝီပင် software လေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်ဒီ software လေးရဲ့နာမည်ကတော့ speed of vpn လို့ခေါ်ပါရဲ့ဒါတော်တော်များများလည်းတည်ပြီးသားဖြစ်မှာပါနော် software လေးကို download ရအောင်ကျင်နေဆိုရင်တော့ play store ထဲဝင်လိုက်ပါ play store ထဲရောက်ပြီဆိုရင် shop box မှာကျွန်တော်အခုရေးချတယ်လို့ speed of လို့ရေးချလိုက်ရင်ဒီအပေါ်ဆုံးမှာပေါ်လာလိမ့်မယ်ပေါ့နော်အဲဒီ software လေးပါခင်ဗျာဒီ logo အပြာလေးနဲ့ပေါ့နော်အဲဒီကောင်လေးကို download ဆွဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်အလွယ်တကူပဲ install နှိပ်ပြီး download ဆွဲလိုက်ပေါ့နော် download ဆွဲပြီးပြီဆိုရင်ကျွန်တော်ခဏလေးစောင့်ပေးလိုက်မယ် အဲဒါဆိုရင်တော့ဒီ software လေးကိုစပြီး download ဆွဲနေပြီပေါ့နော် software လေး download ဆွဲထားပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီ software လေးကဆိုရင်အခုလက်ရှိမှာဆိုရင်အသုံးပြုသူက1 million plus ရှိပြီးတော့ကျွန်တော် feedback လည်းတော်တော်လေးကောင်းတယ်ပေါ့နော်အဲတော်တော်များများလည်းအသုံးပြုကြတယ်ဟောအဆင်အသုံးပြုရလည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဒီ phone data internet နဲ့ပဲဖွင့်သုံးသုံး wifi နဲ့ပဲသုံးသုံးတော်တော်လေးကိုအသုံးပြုရအဆင်ပြေတယ်ပေါ့နော် download ဆွဲလို့ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ phone ထဲမှာဒီ speed dot ဆိုပြီးဒီအပြာရောင်ပြင်ဆော်ဝဲလေးရောက်သွားပြီပဲဖြစ်ပါတယ်တော့မဟုတ်တော့နေ့ကလည်းရမ်းလွယ်ပါရဲ့ဗျာပြင်လေးတွေဝင်လိုက်ပေါ့နော် ဝင်ပြီးဆိုရင်အစားဝင်ခြင်းမှာသူပထမဆုံးတစ်ချိန်မှာဆိုရင်ဒီ agreeing continue ဆိုတဲ့ click လေးကိုအရင်ဆုံးတစ်ချိန်နှိပ်ပြရပါတော့နောက်ပိုင်းနေ့ဆိုရင်တော့မလိုတော့ပါဘူးပြဒါကတော့ VPN software တော်တော်များများမှာပါတဲ့ပုံစံအတိုင်းပဲပေါ့နော်ဒီ agreeing continue ကိုနှိပ်လိုက်အဲဒီလိုမျိုး permission တောင်းရဲ့ allow all the time ကိုတစ်ချက်နှိပ်ပြလိုက်ပါတော့ဒါဆိုရင်စပြီးအလွယ်တကူသုံးလို့ရပြီပဲဖြစ်ပါတယ်ဗျအဲကျွန်တော် location ကတာမန်အားဖြင့်တမ်းပြီးချိန်မယ်ဆိုရင်တော့ default location နဲ့ချိန်သွားမှာပေါ့နော် default location ဆိုတာသူ့ software ထဲမှာ ဟိုအသုံးပြုရတာဟိုချိတ်ဆက်ရတာအများဆုံးဖြစ်မဲ့ location ကို auto ရွေးပြီးချိတ်သွားတာပေါ့နော်အဲဒါမှမဟုတ်ကိုကစိတ်တိုင်းကျ location ရွေးခြင်းနဲ့ဆိုရင်တော့ဒီ slot location ဆိုတဲ့နေရာလေးကိုတစ်ချက်ရွေးအဲရွေးပြီးပြီဆိုရင်ဒီနေရာမှာကိုလိုချင်တဲ့နိုင်ငံပေါ့နော်ကိုကဘယ်နိုင်ငံနဲ့ချိတ်ခြင်းတာလဲဒီလိုမျိုးကိုချိတ်ခြင်းတဲ့နိုင်ငံကိုတစ်ချက်အာဒီမှာရွေးပြီးတော့နှိပ်လို့ရပါတယ်ကျွန်တော်က default location နဲ့ပဲလွယ်တကူတစ်ခေါက်ချိတ်ပြပေးမယ်ပေါ့နော်အဲချိတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီအပေါ်ကဒီ power icon ပုံစံလေးပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်အောင်မယ် ်ဒီလိုမျိုးစပြီးချက်ချင်းချင်းမှာဆိုရင်ဒီ cancel နဲ့ okay ဆိုပြီးပေါ်လာလိမ့်မယ်ဗောနော်ဒီ okay clock လေးကိုတစ်ချက်နှိပ်ပြလိုက်ပါဗျာနောက်ခေါက်တွေဆိုရင်တော့မလိုတော့ဘူးဗောနော်ကျွန်တော်ဒီ power button လေးကိုနှိပ်လိုက်တာနဲ့အလွယ်တကူတန်းပြီးချိန်သွားမှာဖြစ်ပါတယ်ဗျာ ဒီကောင်လေးကကျွန်တော်3ဘူးတက်လောက်ပေါ့နော်ကျွန်တော်စမ်းကြည့်3ကြီးတက်လောက်ဆိုရင်အခုလက်ရှိမှာဆိုရင်ဒါဟို line တော်တော်လေးအဆင်ပြေရပေါ့နော်အရင်တော့ဆိုရင် green net တို့ပါတို့ဒီကြမ်းကြမ်းတို့လည်းတော်တော်အဆင်ပြေရဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ဒီကောင်လေးကအချိတ်ရလည်းတော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့အာသူကတခါချိတ်လိုက်ပြီဆိုတာနဲ့အချိန်ကလည်းဟို3နာရီပေါ့နော်သူကဓာတ်ဖို့ အဲဒီမှာပေါ့နော်ဒီမှာတစ်ခါချိတ်လိုက်ပြီဆိုတော့အချိန်3နာရီရတယ်3နာရီပြီးရင်တော့အော်တိုပြုတ်သွားမှာပေါ့နော်ပြီးရင်ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးချိတ်ပေးရပါအဲဟိုချိတ်ပြီးတော့အသုံးပြုပေးရတယ်ပေါ့နော်ဒါပေမဲ့3နာရီဆိုတာကျွန်တော်တို့ဓာတ်ပေါက်အားဖြင့်ဆိုရင်တော်တော်ကြီးအဆင်ပြေရပေါ့နော်အတချို့ပြည်ပြန်နေဆိုရင်တစ်ခါချိတ်ပြီးတစ်နာရီတစ်ခါပြန်ပြန်ပြီးချိတ်နေရဆိုတော့ကျွန်တော်တိတ်အဆင်မပြေဘူးဒီ software လေးကချိတ်ဆက်ရလဲမြန်ဆန်တယ်ကျွန်တော်အခုချိတ်ပြရဆိုရင်ဒါ send data နဲ့ချိတ်ပြရပါပေါ့နော် wifi နဲ့ကမဟုတ်ပါဘူးဗျအဲဒီလိုမျိုး VPN ဝီဗင်ရောကျွန်တော်လာတင်ကြီးပေးပြီးတော့ဗောနဝယ်လည်းမသုံးကျင်ဘူးဒီလိုမျိုးလိုင်းကောင်းနဲ့သုံးကျင်နေဆိုသူရဲ့အတွက်ဒီဝီဗင်လေးကိုစမ်းပြီးအသုံးပြုကြည့်လို့ရပါတယ်ဝီဗင်လေးရဲ့နာမည်က speed dot လို့ခေါ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့အတွက်ဒုကျင်းတွေထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ